โอเคဆိုတော့မြန်မာမှာ bachelor ရပြီနိုင်ငံခြားမှာ master တက်မယ်အချိန်ကတနည်းလောက်ပဲကျွန်တော်ရပါတော့အာဘာတွေပြင်ဆင်ဖို့လိုရလဲပေါ့အကြံပေးပါအောင်เนาะအဲကျွန်တော်၃ဘိုင်းခွဲပြီးတော့ပြောသွားမယ်ပေါ့เนาะဒီဟာကိုဆိုတော့ပထမဆုံးတစ်ခုကကိုကဒီ master degree ရှောက်တော့မယ်ဆိုရင်ဒီ college and university တို့မြန်မာ english proficiency တောင်းတယ်ပေါ့เนาะဆိုတော့ကိုကတကယ်လို့ english uh, skill level တစ်ခုရှိရလို့ဆိုတော့ IELTS ဆို Duolingo တို့ကစိတ်ပူစရာမလိုပေါ့เนาะဒါပေမဲ့ကိုကတကယ်လို့ english level အာဒီတခုမရှိဘူးပေါ့နော်ဒီသူတို့ require လုပ်နိုင်သူတို့ဘက် requirement အနေနဲ့တောင်းနိုင်တဲ့ level တခုမရှိဘူးဆိုတော့ကြိုပြီးပြင်ဆင်ပါအာ bachelor's ပြီးသွားမှပြင်ဆင်မယ်ဆိုရင်ဖြစ်တော့ဖြစ်နိုင်တယ်ပေါ့နော်ဒါမဲ့ဥမာ intake နဲ့နီးရတော့ဘွဲရသွားတဲ့အချိန် intake တခုလွတ်သွားတော့ intake တခုလွတ်သွားလေဒီ6လတော့9လတော့ကတိတာတာပေါ့နော်ဆိုတော့ကိုက English level တခုမရှိသေးဘူးဆိုရင်တခါလေးပြင်ဆင်တာပါအာရှိတာရှိတာပြီးသားဆိုကျွန်တော်မလိုဘူးပေါ့နော်ဒါ bachelor's degree ပြီးပြီးချင်းပါပဲဒီဘွဲရဖို့စောင့်နေချင်ပါ English စာဖြေပြီးတော့ဟောပြီးရနဲ့6လလေးလို့ရပါတော့ ဆိုဒုတိယတစ်ခုကကျတော့ကိုသွားမဲ့နိုင်ငံပေါ့ဆိုတော့ကိုသွားမဲ့နိုင်ငံရဲ့ဘာသာစကားကိုတိထားတာအရှုံးမရှိဘူးပေါ့နော်အခုမှကိုကဒီ Thai ပဲသွားသွားတရုတ်ပဲသွားသွားဒီဂျပန်ပဲသွားသွားပေါ့နော်သူတို့ရဲ့ local language ကိုတတ်ထားလို့ရှိရင်အဆအဆရရဟိုအစတော်အဆင်ပြေပေါ့နော်ဘာလို့လဲလူတိုင်းနေရာတိုင်းရဲ့မှာလူတိုင်းက English language ကိုတတ်ဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့တကယ်လို့ကိုကသူတို့နိုင်ငံရဲ့ language ကိုတတ်ထားရဆိုရင်ဒါပို့ပြီးတော့အဆင်ပြေပေါ့နော်အဲတတိယတစ်ခုပေါ့နော်ဒီနောက်ဆုံးတစ်ခုကတော့အရေးကြီးဆုံးပေါ့ ဆိုကိုက master degree ပြီးသွားရင်ဘာလုပ်မှာလဲပေါ့ဥပမာကိုကဒီဥပမာ Thai ပဲထားပါတော့ကိုက Thai မှာ master degree လာတက်တယ် master degree ပြီးသွားလို့ရှင်ဒီအိမ်ပြန်มาလားပေါ့နော်ကိုရဲ့ဒီ home country ကိုပြန်มาလားဩနောက်တနိုင်ငံကူးပြီးတော့ PhD ဆက်တက်มาလားဩဒီ Thai မှာပဲနေပြီးတော့အလုံးလုံးมาလားဒါဆိုကိုရဲ့ရွေချယ်ပေါ်မူတည်ပြီးတော့ဥပမာကိုကဒီ master degree ရပြီးရင်ဒီ home country ပြန်မယ်ဆိုရင်တော့ဘာမှမလိုဘူး master degree နှစ်နှစ်လာတက်တယ်နှစ်နှစ်ပြီးရင်ပြန်သွားရုံပဲဘာမှလည်း prepare လုပ်ဆရာမလို့ရှင်းပြောရင် Thai စကားတော့သင်ဆရာမလို့တော့ဘူး အာဒီမှာဆက်မနေဘူးဆိုရင်အဲ့လိုမှမဟုတ်ဘူးကွာဒီ master degree ပြီးတယ်ပြီးရနဲ့အလုပ်လုပ်မယ်အဒါဆိုရင်တော့ဒီ Thai ဆို Thai လိုမျိုးနေရာမှာဆိုရင် corporate job တွေဆိုရင် English language တစ်ခုတည်းနဲ့မလုံလောက်တဲ့ဟာမျိုးကများတယ်ဒါမျိုးဆိုရင် Thai language ကိုတခါတည်းကြိုပြီးပြင်ဆင်ထားမယ်ဆိုရင်အဲ့ဒီ master degree တက်နေတဲ့အချိန်မှာတော့အလုပ်လုပ်လို့ရရပါတော့ဒီ time မှာဆိုရင်ဒါဆိုရင်ကိုကဒီ Thai language တက်ထားပြီဆိုလို့ရှိရင်တော်တော်ကြီးကိုအလုပ်လျှောက်တဲ့နေရာမှာ chances ကြီးကပိုများတယ်ပေါ့နော်အဲနောက်တစ်ခုကကျတော့ကိုကဒီ master degree ပြည့်ရှီဆက်သွားမယ်အဲဒါမျိုးဆိုရင်တော့ဒီ master degree level မှာကိုက ရာတင်တလောက်အမှတ်တွေဘလို့ရထားရမလဲဒါကိုကြိုးစုံကမ်းထားသင့်တယ်ပေါ့နော်ဘလို့ပြဝေးတဲ့ဆိုပေမဲ့လေကိုကဒီ master's degree ပြီးရင်ဖြည့်ရှိသွားမှာတေချာနေပြီဆိုရင်ဒီ master's degree မှာဘာတွေ achievement achieve လုပ်ဖို့လိုအပ်လဲဒီဖြည့်ရှိဒီအတန်းအောင်ရှောက်တဲ့ခါမှာပို့ပြီးတော့ချောချောမွေးဖြစ်သွားအောင် master's ရေကဘာတွေလုပ်ထားသင့်လဲချင်းပြဒီ phd ကိုကြိုးပြီးစုံစမ်းထားတဲ့ပုံစံမျိုးပေါ့နော်အဲ့စုံစမ်းထားတဲ့ဟာကိုဒီ master's တက်နေတဲ့အချိန်မှာ apply လုပ်လိုက်တာပေါ့ဒါဆိုရင်ကိုက master's degree ပြီးသွားတဲ့အချိန်မှာ phd ကိုဆက်တက်မယ်ဆိုရင်အဲချောချောမွေးနေဖြစ်သွားမှာပေါ့နော်